ို့နေမှာဒီနှစ်မိုးရာသီမှာသွေးလွန်တုပ်ကွေးနဲ့ငယ်ဖြားယောဂဖြစ်ပေါ်သူများပြားလာနေတယ်လို့သိရပါတယ်။အမ်မျိုးနေတစ်ခုလုံးမှာဒီနှစ်မိုးရင်းကာလမှာရှင်တွေပေါ်များတဲ့အတွက်သွေးလွန်တုပ်ကွေးနဲ့ငယ်ဖြားယောဂဖြစ်ပေါ်တာတွေများပြားလာနေရလို့အန်စစ်ဆောင်အမျိုးသမီးတယောက်ကနူရင်းစရာကိုပြောပါတယ်။စစ်ဆောင်တွေနဲ့ဒေတာခန့်တွေဟာအမိုးအကာမလုံလောက်တာနဲ့ဆောင်းတဲ့ချင်ထောင်တွေလုံလောက်တာမရှိလို့အခက်အခဲဖြစ်နေကြပြီးမိုးရော်သွန်းတာကြောင့် ရည်လွမ်းမှုမှုတန်ကိုလေခန်းစားနေကြရတယ်လို့အန်ရှောင်းဒေတာခန်အမျိုးသားတယောက်ကနရီဇရာကိုပြောပါရယ်အန်ရှောင်းနဲ့ဒလက်ရှောင်းမလေးရည်ပြည့်နေပြီးဖြားနာသူတွေအတွေ့ကုသစရာစေဝါရှာပါနေကစာဝတ်နေနဲ့ကျမ်းမာရေးအခက်အခဲဖြစ်နေတယ်လို့သိရပါရယ်အရခတတောအေအေရဲ့ကျမ်းမာရေးဌာနကလေလက်လန်းမိနိုင်တဲ့ကြေးော်တွေကိုစီကုသပေးနေတယ်လို့အမ်းမြူနေက ULEA တာဝန်ရှိသူအမျိုးသားတယောက်ကနရီဇရာကိုပြောပါရယ်